ဒီကုတ်အင်းကြီးရဲ့အတွင်းဖောက်အိတ်ချုပ်ပြမယ်နော်အတွင်းဖောက်အိတ်လေးရဒီလိုမျိုးလေးနော်ဒီနေရာလေးဒီလိုနှိုက်လို့ရတယ်အဲ့ဒီအတွင်းဖောက်အိတ်ကိုဘယ်လိုဖောက်လဲဆိုတာကိုအစအဆုံးပြပေးမယ်လိုက်လို့ကြည့်လိုက်ပါကိုင်းကြီးရဲ့အတွင်းဖောက်အိတ်ဖောက်မယ်ဆိုလို့ရှိရင်အခုဒီပိဆာက3လက်မပြားနဲ့ဒါက8လက်မအရှည် ပြတ်ထားတယ်သူ့ဟိုမှာဒါက my စိတ်ကတ်ထားတာပေါ့เนาะအသေးကတ်ကတ်ထားတယ်ကတ်ထားပြီးရင်ဒါက၄စိတ်ချိုးပထမ၄စိတ်ချိုးချိုးပြီးလို့ရှိရင်ဒါက၆စိတ်တစ်ခါထပ်ချိုးထားတယ်ထပ်ချိုးထားတာကိုဒီဒါကဂျိုင်းပေါက်ဂျိုင်းပေါက်ကနေအောက်ကို၅လက်မှ၅လက်မှဒီချိုးရိုးကနေဘေးချိုးရိုးကနေဒီကို၆စိတ်အကွာမှာဒီမြင်းချောင်းကကြတော့၅လက်မှမြင်းချောင်း၅လက်မှ ဖောက်အီကိုဖောက်မယ်ချိုင်းကနေငါးလက်မှာဒီဘေးဆက်ချောင်းကနေ6စိတ်မှာဒီလိုညင်ညောက်တာထားတယ်ဒါကတော့မြင်ရသလားတော့မသိဘူးဒီမှာအရင်ညစ်ပတ်မှာဆိုလို့ရေးရေးလေးပဲတားထားတယ်ဒီအရှည်ကငါးလက်မှာဒီလိုရှည်ရှည်လေးမှတ်ထားတယ်မှတ်ထားပြီးလို့ရှိရင်အခုဒီမှာဒီချုပ်မဲ့အိတ်ချုပ်မဲ့အပြားလေးကိုဒီလိုမျိုး နှစ်ပတ်ပြားလေးကိုဒီလိုမျိုးအလဲကိုခောက်လိုက်မယ်ဒီ6စိတ်ပြား6စိတ်ပြားခောက်ထားတယ်အလဲကိုခောက်လိုက်မယ်ဒီ6စိတ်ပြားအလဲနဲ့ဒီဆွဲထားတဲ့မြင်းကြောင်းနဲ့တဒန်းနဲ့ကြအောင်တင်လိုက်မယ်တင်ပြီးလို့ရှိရင်ပြန်ဖြတ်ပြန်ဖြတ်ပြီးလို့ရှိရင်ဒီအိတ်နေရာလေးကိုဒီဘက်နှစ်ဘက်ပြားနေရာလေးကိုချုပ်မယ်မြင်းတားထားတဲ့နေရာကနေ စပြီးတော့ချုပ်မယ်ဒီချုပ်မယ်အပြားက၃စိတ်ပြား၃စိတ်ပြားလေးချုပ်ရမယ်ဒီချုပ်စာပြားလေးက၃စိတ်ပြားလေးနော်ပြီးနဲ့ဒီပြားလေးနဲ့မှန်းပြီးတော့၃စိတ်ပြားလေးလောက်ချုပ်မယ်ไข่คลีโอเนเนเลตกได้ตกปี้30ยา တန်တန်ဖြောင်ဖြောင်လေးချုပ်လိုက်မယ်ချုပ်ပြီးဒီမှာမြင်းညောင်းရှိတယ်ဒီရှည်လေးဆွဲထားတာရှိတယ်အဲ့ဒီနေရာမှာရက်မယ်ရက်ပြီးနည်းနည်းလေးပဲတုပ်မယ်အများကြီးမတုပ်ဘူးအကျိုးတွေကိုရှုပ်သွားကိုအများကြီးမတုပ်ဘူးအလေးကိုအကျိုးဖြတ်ပြီးလို့ရှိရင်ဒီတိုင်းမယ်ဒီ60မိဘူးတိုက်ထားတယ်မိဘူးရာလေးတိုင်းမယ် ဒီလိုပြန်ခောက်မယ်ဒီလိုပြန်ခောက်ပြီးလို့ရှိရင်ဒီလိုပြန်လှည့်ပြီးတော့ချုပ်မယ်ဒါလို့လှည့်ပြီးတော့ချုပ်မှလည်းဆိုလို့ရှိရင်ဒီဘက်က B အပြားလေးနဲ့တိုင်းပြီးတော့ပထမတစ်ချိန်ကလည်းချုပ်ထားတဲ့အတွက်ဒီအနေလေးပဲချုပ်ရအောင်လို့ဒီအရွယ်လေးပဲချုပ်ရအောင်လို့ညလုံးမှန်းကိုမှန်းလို့လွယ်အောင်လို့ဒီဘက် ဒီဘက်ပြီးကိုပြောင်းပြီးတော့ချုပ်တယ်။ခြားလေးမှာနည်းနည်းလေးချုပ်တယ်။ဒီဘက်ခြားလေးလည်းနည်းနည်းလေးတုပ်တယ်။တုပ်ပြီးလို့ရှိရင်ရပြီ။အကျိုးရဖြတ် ူးဆိုရင်ဒီလိုမျိုးလေးဒါဖြစ်သွားပြီဖြစ်သွားတဲ့အခါမှာအလေကနေအပေါ်တက်လွှာတယ်ပဲအလေကနေခွဲလိုက်မယ်ခုနချုပ်လိုက်တဲ့တက်လွှာတယ်ပဲလိုက်တယ်ခွဲပြီးလို့ရှိရင်ဒီတက်လွှာခွဲပြီးတော့မှဒီဟာ အောက်ကအင်းညီသားကိုတစ်ခါထပ်ခွဲမယ်တက်ခွဲပြီးရင်ထိတ်နားလေးကြတော့ဒီဘက်ကလေးဆွေးလိုက်မယ် ဒီဘက်ထိပ်ဖြားလေးကိုလည်းဆွေးလိုက်မယ်เนาะဒီလိုမျိုးလေးဖြစ်သွားထည့်ချောင်းလည်းအဲ့ဒီလိုလေးပဲဖြေလိုက်မယ်အောက်ကပိတ်စာလေးပုံအောင်ဖယ်မယ်ကတိတဲ့ပါမသွားအောင်ဖယ်မယ်ဖယ်ပြီးလို့ရှိရင် ါကဒီဆုံးခံနေမှာလေးစိတ်လောက်လို့လောက်မှာရက်မယ်ဒီမှာမြင်းကြောင်လေးရှိတယ်เนาะမြင်းကြောင်လေးကတော့ဗီဒီယိုထဲမှာပေါ်လာမပေါ်လာဒီမြင်းကြောင်လေးဆွဲထားတယ်အဲ့ဒီမြင်းကြောင်လေးနေရာကိုဒီလိုမျိုးဆွေးလိုက်မယ်ဒီဘက်ကိုလည်းဒီလိုမျိုးဆွေးလိုက်မယ်เนาะ မြင်းရောင်လေးကတက်တက်လေးဆွေးလိုက်မယ်အလဲလေးကဒီလိုလေးဒီလိုအသားလေးဖြစ်အောင်ညှက်လိုက်မယ်နော်ညှက်ပြီးလို့ရှိရင်ညပီးရင်ဒီအိတ်ပေါက်သေးကိုဒါတွေကိုထည့်လိုက်ပြီးဒါအလှဘက်ကချုပ်တာเนาะဒါအလှဘက်အလှဘက်ကချုပ်တယ်ဒီဘက်ကိုအခုမလှဘက်ကိုအကုန်လုံးထည့်လိုက်ပြီး ုံးထည့်ပြီးတော့ဒီဘက်ကိုလှမ်းလိုက်ပြီးလှမ်းပြီးတော့ဒီမှာဒီပိတ်ဆာသားရဲ့ဒါလိုင်းနေသားဒီလိုအလှပိတ်ဆာသားလေးကိုဒီဘက်ထိတ်မှလည်းအလှပိတ်ဆာသားလေးဒါသူ့အတွင်းပုံပေါ့အတွင်းထဲမှာပေါ်တဲ့နေရာလေးမှာမြင်အောင်လို့ပြန်ပြီးတော့ဆက်လိုက်မယ်เนาะဒါအလှဆိုတော့ဒီမှာဒီဘက်ကိုလည်း 那他有，调上来呗。 ဆက်ပြီးရင်ဒီအိတ်ပေါ်ကိုပြန်ပြီးတော့တင်မယ်ဒီပေါ်ကိုပြန်တင်ပြီးတော့ဒီဘက်မှာတစ်ခါချုပ်လိုက်မယ် ခုဆိုရင်ဒီမှာအိတ်ကလေးတော့ဖြစ်လာပြီเนาะဒါကမပြီးသေးဘူးဒီဘေးလေးကိုလည်းပိတ်ရအောင်မယ်ဒီဘေးနေရာကိုဒီကတိရပေးထားတဲ့နေရာလေးကိုဒီနှစ်ခုကဒီနံပါတ်ပြားလေးနှစ်ခုကဘေးချင်းရှင်နေရမယ်အဲ့ဒီဘေးချင်းရှင်နေတဲ့အခြေအနေမှာဒီပကတိရပေးထားတဲ့နေရာလေးကိုဖိပြီးတော့ထုတ်လိုက်မယ် ည်းနည်းလေးတုံလိုက်မယ်နော်ဒါဆိုရင်တေးကြပြီဆိုရင်ဟိုဘက်တစ်ဖက်ကိုလုပ်မယ်ဒီဘက်တစ်ဖက်ကိုလည်းဒီလိုပဲဒီမှာနံပါတ်ပြားလေးကိုဘေးကျင်းရှင်ရမယ်ဘေးကျင်းရှင်လေးဖြည့်ရမယ်ဖြည့်ပြီးတော့ဒီမှာဒါကတိရလေးကိုဒီလိုဆွဲပြီးတော့ ဂေးနှစ်ဖက်နှစ်ပတ်ပြားနေရလေးပိတ်ပြီးသွားပြီပိတ်ပြီးသွားတော့ဒီအောက်ဒီဂေးကိုတောက်လျှောက်ပိတ်မယ် ဒီဘက်ဘေးကိုလည်းပိတ်မယ်နံပါတ်ပြားလေးကိုတေချာသလားကြည့်ရမယ်ဘေးချင်းရှင်ရှင်လေးဖြစ်နေရမယ်ကုတ်ရင်းကြီးနှစ်ထပ်ကုတ်ရင်းကြီးရဲ့အတွင်းထဲကဖောက်တဲ့ ဲ့တော့ဒီအသားရတော့ဓာတ်ဆက်မလိုက်တော့ဘူးအတွင်းထဲမှာဆိုတော့ဒီတိုင်းပဲထားမှာဒါကိုမီးဘူးတိုက်လိုက်မယ်အခုတော့ပြီးသွားပြီဟောက်ကတော့ပြီးသွားပြီပြီးသွားပြီဆိုရင်ဒါမီးဘူးတိုက်လိုက်မယ်ဆိုရင်ဒါဒါဆိုလို့ရှိရင်တိတ်ချက်ကဒီလိုဒီလိုပြပြလေးနော်ပြပြလေးနဲ့ဒါလှလှလေးဖြစ်ပါပြီဟောက်ဖြစ်ပါပြီ